ဖို့တော့ကိုဝင်ဆောင်လာပြီဆိုလို့ရှိရင်တော့ဒီအစိတ်ဆန်လေးတွေကတော့စားလို့ရပါတယ်အစိတ်ဆန်တဲ့မှာပေါ့နော်အဓိကတော့ omega 3ပေါ့နော်ဒါလေးကပါတယ်ပေါ့ omega 3ကတော့ပြောမယ်ဆိုလို့ရှိရင်တော့သူကတရိတ်ဆန်ဆို9နေရတယ်နောက်ပြီးတော့မှဒီအစိတ်ဆန်နေတဲ့ကဆိုတော့ဒါ plant DHA လို့ကျမတို့ခေါ်တာပေါ့နော်ဒါလေးတွေဆိုရှင်ဒီအစိတ်ဆန်နေရတယ်ရတဲ့အတွက်ကြောင့်မလို့ကိုဝင်ဆောင်တဲ့ချိန်မှာတော့စားလို့ရပါတယ်အဓိကကတော့ပေါ့နော်ကျမတို့နိုင်ငံမှာပေါ့နော်ပေါပေါများများစားလို့ရတာကတော့အဓိကမြေပဲရှိမယ်နောက်တီဟိုစိတ်ရှိပါတယ်ဒါလေးတွေကတော့ပို့ပြီးတော့မှဈေးလ လဲပေါ်တယ်နောက်လွယ်လဲလွယ်လေပေါ့နော်ဒါပေမဲ့အခုပြောသလိုပဲအစိအဆန်ဆိုတာပေါ့နော်ဥပမာနေကြာစီလဲပါတယ်ဖေယုံစီလဲပါတယ်နောက်တစ်ခါကြာလို့ရှင့်တော့ဒီမြေပဲလို့တီဟိုဈေးလို့နောက်ဝေါ်နတ်စ်တို့နော်ကက်ရှူနတ်စ်တို့ဒီလိုပေါ့နတ်စ်တွေအစုံပေါ့နော်ပြောမယ်ဆိုတော့ဟိုတကြားသီးလိုမျိုးအစိလေးလဲပါတယ်ပေါ့အဲ့တော့ကျမတို့ကတော့ပုံမှန်အဖြစ်ဆိုရင်တော့ပေါ့နော်ယူယူဝေါ်နတ်စ်တွေဆိုရင်တော့ကျမတို့ကအနည်းဆုံး10စီးပေါ့နော်10စီးလောက်ကတော့စားလို့ရပါတယ်ဥပမာကိုကနေကြာစီစားတာမျိုးလို့ဖေယုံစီစားတာမျိုးဆိုလို့ရှင့်တော့ဒါလက်တဆုပ်စားပေါ့နော်ဒါမျိုးလောက်ဆိုရှင်တော့စားလို့ရ ပါတယ်အဓိကကတော့ပေါ့နော်ဥမာကိုဝင်ဆောင်စေဒေဒီမှာတော့စားမယ်ဆိုလို့ရှိရင်အခုပြောသူလို့ပေါ့နော်အိုမီဂါ3လဲရမယ်နောက်တစ်ခါကြာလို့ရှိရင်တော့ကယ်လိုရီပေါ့နော်ကယ်လိုရီလဲရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဥပမာအာပေါ့နော်ပထမအဆုံး3လမှာအရန်ကြီးကိုပဲအန်နေတာမျိုးလို့တခြားအစားအသောက်တွေစားကြတာမျိုးမဟုတ်ဘူးဆိုတော့အနည်းဆုံး30စီးလို့အစီ20စီးလို့ပေါ့နော်ဒါကြီးတဲ့အစီတွေပေါ့ဥပမာအာတစ်ကြားစီးလို့လို့မျိုးဆိုတော့ဒါအကြီးဆိုတော့ဒါတစ်လုံးလောက်ပဲပေါ့နော်နှလုံးသုံးလုံးစားရတယ်နည်းနည်းမူးတယ်လို့ဖြစ်တတ်ပါတယ်ဒါကြောင့်မလို့အဲ့ဒါလေးတွေကတော့ပမာဏကို short လိုက်ပါဥပမာဆိုလို့ရှိရင် ြေပဲဆိုတော့အဆင့်20လောက်စားလို့ရတယ်နောက်ပြီးတော့မှဒါ cashewnut လို့ခေါ်တဲ့တီခိုစိတ်ဆိုတော့အနည်းဆုံး10ခုလောက်ပေါ့နော်အဲ့တော့ကျမတို့ကတော့ပုံမှန်အဖြစ်အကြီးလို့ရှင်6စိတ်10စိတ်အဆင့်20ပေါ့နော်ဒါလေးတွေကတော့စားလို့ရပါတယ်ရှင်